မိုးကုတ်မိုးမိတ်ကိုအရင်မျိုးတွေလိုစစ်တပ်ကလွယ်လွယ်နဲ့ပြန်ရပါမလားမိုးကုတ်ကိုဒီရက်အတွင်းမိုးကုတ်မျိုးဟာမြန်မာပြည်သူတွေရဲ့ကြားတဲ့ရေပန်းစားနေတဲ့မျိုးလို့ပြောနိုင်ပါတယ်မိုးကုတ်ဟာသဘာဝရင်းမြစ်ကျွယ်ဝပြီးကဘာကဘာအတိမတ်ပြုတ်ရတဲ့အေးသွေးမြင့်ဗရမားထွက်ရှိရာမျိုးဖြစ်တယ်လို့အခြားရွှေနဲ့တံမိုးကြီးတွင်းထွက်ပစ္စည်းများစွာ ထွက်ရှိရာမျိုးလည်းဖြစ်ပါတယ်ဒီလိုတွင်းထွက်တဲ့တယံဇာတ်ကျွယ်ဝတဲ့မိုးကုတ်မျိုးကိုလက်ရှိအုပ်ချုပ်ရေးရာတာဝန်ယူထိမ့်သိမ်းထားတာက ဒေါ်လာရင်းအင်အားစုတွေဘက်ကပဲဖြစ်ပါတယ်။အဲ့ဒီမိုးကုတ်မျိုးအပါဝင်မိုးမိတ်မျိုးတွေမှာရှိနေတဲ့ TNL တပ်ဖွဲ့တွေကိုအကုန်ပြန်ရုပ်သိမ်းပြီးစုခွာမယ်ဆိုတဲ့အကြေညာချက်ကိုစစ်တပ်နဲ့ TNL တို့ကုမင်မျိုးမှာတွဲဆုံဆွေးနွေးပြီးတဲ့နောက်မှာအော်တိုဘာလနောက်ဆုံးရက်တွေမှာ TNL ကတရားဝင်ကြေညာသွားခဲ့တာရှိပါတယ်။ဒီကြေညာချက်တွေကပဲအထက်မှာပြောခဲ့သလိုမိုးကုတ်ဆိုတဲ့မျိုးကိုဒီရက်ထဲပြည်သူတွေပုံမိုးစိတ်ဝင်စားလာရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ မိုးကိုအကြောင်းပြောရမယ်ဆိုရင်ဒီမျိုးကိုတော်လိုင်းရင်အားစုတွေဘက်ကစတင်တိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့အချိန်ကနေပြောမှပြည့်ပြည့်စုံစုံနဲ့သဘောပေါက်နိုင်လိမ့်မယ်ဖြစ်ပါတယ်မြန်မာစစ်တပ်ကိုအကြီးအကျယ်ပြိုလဲစေခဲ့တဲ့30နှစ်ခွန်စစ်စင်ရေးရဲ့ဒုတိယလှိုင်းအစမှတင်ရှမ်းမြောက်ကတော်လိုင်းရင်အားစုတွေကအနေနဲ့ယခုမိုးကိုမျိုးအပါအဝင်မိုးမိတ်ကြောင်မဲနောင်ချိုတီဘောလာရှိုးမျိုးတွေကိုတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပါတယ် မိုးကုံမြို့ကိုတော်လိုင်းဘက်ကရရှိခဲ့တာကိုရက်စွဲနဲ့တိကျပြောရမယ်ဆိုရင်2024ခုနှစ်ဒီဇင်ဘာနဲ့2025ခုနှစ်ဇန်နဝါရီလအစလောက်မှာဖြစ်ပြီးထိုအချိန်မှအစကယနေ့ထိတော်လိုင်းအင်အားစုတွေကသာမြို့ကိုစီမံအုပ်ချုပ်နေခဲ့တာပဲဖြစ်ပါတယ်။ဒီလိုရှမ်းမြောက်ကမြို့တွေအကုန်နီးပါးအသိခံလိုက်ရတဲ့စစ်ကောင်စီဟာရှမ်းမြောက်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အိန္ဒိချင်းတရုတ်နိုင်ငံရဲ့ PR အကူအညီစစ်လက်နက်နဲ့နှိပညာအကူအညီမြောက်များစွာယူပြီး အဆိုပါမျိုးတွေကိုပြန်ရဖို့အတွက်2025ခုနှစ်ကာလတလျှောက်လုံးစီရေးနိုင်ငံရေးနီလမျိုးစုံနဲ့ကြိုးပမ်းလာခဲ့တာကိုတွေ့ရပါတယ်။အင်အားကြီးတရုတ်နိုင်ငံရဲ့စွတ်ဖက်ကူညီမှုနဲ့ပထမအဦးဆုံးစစ်တပ်ဘက်ကပြန်ရလိုက်တာဟာ၎င်းတို့အတွက်ဂုံတိတ်ကအကြီးအကျယ်ကြာဆင်းခဲ့ရတဲ့ရမခတိုင်းစစ်ဌာနချုပ်ခြေဆက်ရာလာရှိုးမြို့ပဲဖြစ်ပါတယ်။လာရှိုးမြို့ဟာတရုတ်မြန်မာကုန်သွယ်လမ်းကြောင်းပေါ်မှာရှိတာဖြစ်ပြီးရှမ်းမြောက်နယ်မြေတစ်ခုလုံးကိုစီရေးအမိန်ပေးခိုင်းစေနိုင်ရာ ဩဇာတက္ကမကြီးမားတဲ့တိုင်းစစ်ဌာနချုပ်ခြေဆက်ရာမျိုးလည်းဖြစ်ပါတယ်။ဒီမျိုးကိုတရုတ်ရဲ့အကူအညီနဲ့ကိုကန့်တဲ့ဆွန်ွေးကပြန်ရပြီးတဲ့နောက်နောင်ချိုကြောင်မဲနဲ့တီဘောတို့ကိုလည်းစီရေးရပြန်လည်တိုက်ယူကသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဆိုတော့ကရှမ်းမြောက်မှာစစ်တပ်က၎င်းတို့လက်လွတ်ခဲ့ရတဲ့မျိုးတွေများစွာတဲ့မှာမှဒီနှစ်လာရှိုးနောင်ချိုကြောင်မဲနဲ့တီဘောမျိုးလေးတွေကိုပြန်ရသွားပြီပဲဖြစ်ပါတယ်။အဆိုပါမျိုးလေးမျိုးပြန်ပါသွားတာနဲ့ပတ်သက်ပြီးပြည်သူလူထုကြားထဲမှာတော့အမြင်မျိုးမျိုးရှိနေပြီး စစ်တပ်တရုတ်နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကိုဝေဖန်ပြောဆိုမှုအချို့လည်းရှိနေခဲ့ကြပါတယ်။ဒါပေမဲ့ယခုမိုးကိုမျိုးကတော့တစ်ဆယ်နှစ်ခွန်စစ်စင်ရေးတွင်တိမ့်နိုင်ခဲ့တာချင်းအတူတူဆိုပေမဲ့ရှေ့ကပြန်ပေးလိုက်ရတဲ့မျိုးတွေနဲ့မတူထူးခြားတဲ့အချက်အလက်အချို့လည်းရှိနေပါတယ်။စစ်တပ်စီပြန်ပေးလိုက်ရတဲ့မျိုးတွေကိုပြန်ကြည့်မယ်ဆိုရင်အဆိုပါမျိုးတွေရဖို့တိုက်တွန်းကတိုင်းရင်းသားလက်နက်ကင်တွေနဲ့အတူຫນွေဦးဒေါ်လိုင်းအင်အားစုတွေပါအတူပူးပေါင်းပြီးတိုက်ခဲ့တယ်ဆိုလင်စကား ုပ်ချုပ်ရေးပိုင်းစီရေးပိုင်းကိုတာဝန်ယူရမှာကိုကံဖြစ်စေ DNL ဖြစ်စေတဖွဲ့တဲကသာအဲ့ဒီမျိုးတွေမှာတာဝန်ယူခဲ့တာမျိုးတွေ့ရပါတယ်ဒါကြောင့်မို့လဲလာရှုပ်ကိုပြန်ပေးမယ်လို့ဆုံးဖြတ်ခဲ့စဉ်ကကိုကံတဖွဲ့တဲကဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့နောင်ချိုကြောင်မဲ့ဒီဘောဘက်ကစီရေးအခြေအနေမှာလဲ DNL ကသာအဓိကကင်တွယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မိုးကုတ်ဟာတော့အဲ့ဒီလိုမဟုတ်ပဲမျိုးကိုစသိမ့်စဉ်ကတည်းကအုတ်ချုပ်ရေးဖော်ဆောင်တာတွေလုံုံရေးကာကွယ်ရေးဆောင်ရွက်တာတွေအချိန်ထိကို ဒီအန်လေတက်ဖွဲ့နဲ့အတူຫນွေဦးတော်လိုင်းအင်အားစုတွေဖြစ်တဲ့မန္တလေး PD ရဲ့အညာဘျူဟာအင်ဘျူဟာအညာ PD ရဲ့များစွာသမဂဒေသခံမိုးကုတ်ဘျူဟာလိုတက်ဖွဲ့တွေများစွာလည်းအတူတကွလောက်ကန်ဆောင်ရွက်ခဲ့ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လဲစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဖိအားမျိုးစုံတွေကြောင့်တီအန်အန်လေးအပြင်မိုးကုတ်မိုးမိတ်တို့မှပြန်လည်ဆုတ်ခွာသွားမယ်လို့တရားဝင်ကြော်ညာပြီးတာနဲ့တပြိုင်နက်အထက်မှပြောခဲ့တဲ့ဒေါ်လိုင်းအင်အားစုတွေများစွာကမိုးကုတ်မိုးမိတ်နဲ့စိုးမိုးနယ်မြေအကုန်လုံးကိုအဆုံးစွန်ထိပ် ဆက်လက်ခါကာကွယ်သွားမယ်ဆိုပြီးထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုတော်လိုင်းအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်တွေနဲ့ပတ်သက်ပြီးစစ်တပ် lobby တွေသူ့လူကိုယ်ပိုင်သားဟန်ဆောင်ထားတဲ့တချို့သောလူတွေကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတောင်းမနိုင်လို့နောက်ဆုတ်ရတာကို PDF တွေကကာကွယ်မယ်ဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းတိကနေရီကနေပုံစံမျိုးစုံပြောဆိုကမြေပြင်စစ်မရောက်ခင်စိတ်သက်စစ်စင်ရေးတဲ့တဲ့စတင်ဆင်နွှဲနေတာကိုလည်းတွေ့ရပါတယ် ကျွန်တော်တို့ရဲ့ကိုပိုင်တဦးတယောက်တည်းအမြင်ရဆိုရင်ဒီလိုအစွန်းအစွန်းထိကာကွယ်မယ်ဆိုတဲ့ကြညာချက်မျိုးကိုတကယ်သဘောကျမိပါတယ်။လရင်ရှိတိုင်းတမ်းမီပိုင်နာကိုဖောဖောတီတီသုံးပြီးနင်းပညာရှိတိုင်းအကျန်းဖက်ပြချင်းချောက်ပြနဲ့လှုပ်ချင်တိုင်းလှုပ်နေတဲ့စစ်တပ်ကိုຫນွေဦးတော်လိုင်းအင်အားစုတွေကတူတူတန်တန်တရားဝင်စိတ်ခေါ်လိုက်ခြင်းလိုပဲဆိုချင်ပါတယ်။မြည်သည့်တိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့မှမပါဘူးလူမိုက်လှုပ်ပြီးအာနာသိမ့်တဲ့စစ်တပ်ကိုမခံခြင်းစိမ့်နဲ့လက်နက်ကင်တော်လိုင်းနဲ့တပ်ဖွဲ့တွေတီးတန့်နေပင်ပြန်ချမယ်ဆိုတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်။ အာနာဒိန်ကာလာအစောပိုင်းစစ်တပ်ကစိန်ခေါ်ခဲ့တဲ့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ဇာတ်ကိုတည်ရဲတဲ့သူတွေထွက်ပြီးရင်ဆိုင်နေတယ်ဆိုတာကိုပဲပြောပြခြင်းပါတယ်။ဒီနေရာမှာຫນွေဥဒေါ်လာအင်အားစုတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအနေငယ်ပြောစရာလေးတွေရှိပါတယ်။ဒေါ်လာအင်အားစုတွေဟာဒီလေးနှစ်တာကာလအတွင်းတိုင်ရင်းတင်ယူတင်ယူရင်းတိုက်တဲ့ဒေါ်တော်လေးစီရီဝါကစစ်သားပီတာလာတာတွေကိုကျွန်တော်တို့တွေဟာဖြစ်သမျှတိုက်ပွဲတိုင်းမှာမြင်တွေ့နေရပြီးဒီချက်ကိုလည်းမဖြစ်မနေချီးကျူးဖို့လိုပါတယ်။ဤဆက်စုံအနေနဲ့စစ်သားတယောက်မှရှိရမယ့် စီမင်းစည်းကမ်းတွေတပ်ဖွဲ့တပ်ဖွဲ့မှာရှိရမယ်ကျင်းဝမိန်နာခံမှုစစ်သားပိသားမှုတွေကိုယခုနောက်ပိုင်းတပ်ဖွဲ့တွေအကုန်လုံးနှီးပါတွေ့နေရပြီးလူအုပ်ကြီးကစစ်တပ်ကိုလက်နက်ကင်ဝိုင်းတိုက်နေတဲ့ပုံစံမျိုးမဟုတ်တော့ပဲစစ်တပ်ကိုစစ်တပ်ကတိုက်နေတဲ့အနေအထားမျိုးထိရောက်နေပြီလို့တောင်ဆိုချင်ပါတယ်ဒူမီတွေမောင်းပြန်နေကင်ပြီးအတွေ့အကြုံလေးမတောက်တစ်ခေါက်ရှိစဉ်တုန်းကတောင်စစ်တပ်ကိုဖွဲ့စည်းပုံပြည့်အောင်တိုက်ခိုက်နိုင်တဲ့ဒူလူငယ်တွေဟာလက်နက်ကောအတွေ့အကြုံရောအတိုင်းအတာတစ်ခုထိပြည့်စုံနေတဲ့ယနေ့လိုအခြေအနေမျိုးမှာ စစ်တပ်ကိုအရင်ကတည်းကပုံမိုတိုက်ခိုက်နိုင်မယ်ဆိုတာလဲယာနှုတ်ပြေနှီးပါတေးကြပါတယ်နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ပြည်သူထောက်ခံမှုဆိုတဲ့အချက်ပါပဲမိုးကုန်းနဲ့ပတ်သက်ပြီးဒေါ်လာရင်းတက်ဖွဲ့တွေကစာထုတ်ပြန်လိုက်ပြီးဆိုကြတဲ့ကပြည်တွင်းပြည်ပပြည်သူတွေအကုန်လုံးတခက်နဲ့အားပေးကြသလိုလူဝတ်ထားတွေကိုလည်းတက်နိုင်သမျှပံမိုးကူညီကြတာကိုလည်းမြင်တွေ့ရပါတယ်ဒါရင်မကဒေသခံမိုးကုန်းပြည်သူတွေကလည်းစေအတွင်းခက်ခဲတဲ့ဂျားတွေကမှဆေးရနာရှင်လူမရှိကြောင်းတန်ပုံးတီးပေါ်ထုတ်တာတွေပြုလုပ်ခဲ့ပြီး မိုးကုတ်မှာရှိနေတဲ့အဖွဲတွေမိုးကုတ်ကိုလာကူတဲ့အဖွဲတွေကိုစိတ်သက်ခွန်အားပေးခဲ့တာမျိုးတွေလည်းတွေ့ရပါတယ်။ဆိုတော့ကအနေချုံရမယ်ဆိုရင်စစ်တပ်ဟာယခုနောက်ပိုင်းတွင်မျိုးတွေကိုပြန်သိမ်းနိုင်တာတွေနဲ့နီးပညာစစ်လက်နဲ့လိုအားသာတဲ့အချက်တွေရှိနေပါတယ်ဆိုလင်းစကား၎င်းတို့ရဲ့အချင်းအစင်မှန်တဲ့တရုတ်ရဲ့တိုင်းသားလက်နက်ကင်တပ်တွေပေါ်ဖိအားပေးမှုကြောင့်သာနိုင်ရရှိတယ်ဆိုတာကိုပြောပြခြင်းပါတယ်။တစ်ဖက်ကຫນွေဥတော်လိုင်းအင်အားစုတွေဘက်မှာတော့ တရုတ်ကိုဓာတ်ရဲရှောင်ရှားနေရသလောက်အောင် ကြီးကြီးမားမားပတ်သက်ဆက်နွယ်မှုရှိမနေပဲဒီနှစ်အတွင်းတိုးတက်လာတဲ့အာသာချက်တွေတိုးတက်မှုတွေကိုကောင်းစွာသုံးချပြီးမိုးကုတ်မိုးပိန်းနဲ့ချားဆိုးမိုးနယ်မြေများစွာကိုအစွမ်းကုန်ကာကွယ်ဆောက်ရှောက်သွားမယ်လို့ယုံကြည်မိပါတယ်။ဆောင်းမရေးသားသူမင်းတော်ဆောင်းမဖတ်ကြားသူကိုထွန်း